တရုတ်နိုင်ငံရဲ့ဝယ်လိုအားမြန်မာမှု EU ကပေးအပ်ထားတဲ့အကောင့်အခွန်အားသာချက်တွေနဲ့ရေရှည်တည်တံ့တဲ့ပြုပြင်ပြောင်းလဲမှုတွေကြောင့်ယခုဘဏ္ဍာနှစ်မှာစံတန်ချိန်သုံးသန်းတင်ပို့နိုင်မှုရည်မှန်းထားကြောင်းမြန်မာနိုင်ငံစံစဘာတင်ကြုံ MRF တာဝန်ရှိသူကပြောပါတယ်ပထမ6လမှာကျွန်တော်တို့ရဲ့ရည်မှန်းချက်ကိုပြည့်မီအောင်တန်ချိန်1.2သန်းတင်ပို့ပြီးပါပြီလို့ဦးရဲမင်းအောင်ကပြောပါတယ် အော်တိုဘားလာကနေဇန်နဝါရီလအထိမိုးစပါရုတ်သိမ်းရသည့်ကိုဝင်ရောက်လာတာနဲ့အမျှကမ္ဘာဈေးကွက်မှာရှင်ပြိုင်နိုင်စွမ်းရှိနေခြင်းတနစ်တာရီမှန်ချက်ကိုပြည့်မီစေဖို့တင်ပို့မှုတွေကိုအရှိန်မြင့်တင်သွားဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။အမေရိကန်နိုင်ငံစိုက်ပျိုးရေးဦးစီးဌာန USDA က2025-2026ခုနှစ်ဇန်နဝါရီလမှဒီဇင်ဘာလမှာမြန်မာနိုင်ငံကစံတန်ချိန်1.2တန်တင်ပို့မယ်လို့ခန့်မှန်းထားပြီး2024-2025ခုနှစ်တင်ပို့မှုထက်900ခန့်လုံးတိုးလာမယ်လို့ခန့်မှန်းထားပါတယ်။ USDA ရဲ့တိုးမြင့်ခံမှန်းချက်ဟာ၎င်းတို့ရဲ့နောက်ဆုံးအစီရင်ခံစာမှာဖော်ပြထားတဲ့အတိုင်အဓိကဈေးကွက်တွေအထူးသဖြင့်တရုတ်နိုင်ငံထံတင်ပို့ရောင်းချမှုတိုးလာခြင်းဖြစ်တယ်လို့သိရပါတယ် MRF ရဲ့ထုတ်ပြန်ချက်အရပထမ6လအတွင်းစံနဲ့ဈေးကွက်နှမျိုးစလုံးကိုတရုတ်နိုင်ငံတစ်ခုတည်းကအရေးအတွက်အများဆုံးဝယ်ယူထားတာကိုတွေ့ရပါတယ် S&P Global ကနေမြန်မာစံဖြူ9မဆန်ကိုအော်တိုဘားလ31ရက်နေ့မှာတတန်းကိုအမေရိကန်ဒေါ်လာ320 B1B2 စကွဲကိုတတန်းစီအမေရိကန်ဒေါ်လာ290နဲ့တန်ဖိုးဖြတ်ခဲ့ကြောင်းပါခင်ဗျာ။